တချမ်းမှာမျက်နှာကိုရေပက်လို့အက်ဆီဒန့်ဖြစ်ပြီးတော့ကွယ်လွန်ခဲ့ရတဲ့အမျိုးသမီး အားလုံးမိင်္ဂလာပါလက်ရှိမှာဆိုရင်တကြံပွဲတော်ကာလဖြစ်ပြီးတော့အရင်နှစ်တွေကာလမစီကားပြီမဲ့လေဒေသလိုက်တကြံပွဲတော်ကိုရှားရနီးလည်းနဲ့ဆင်နွှဲနေကြပါရည်ရက်ွက်တွေလမ်းကြားတွေမှာဆိုရင်လေကလေးတွေရေကစားကြတာတွေရှိနေပါရည်တကြံဆိုတာကနှင်းဟောင်းကညစ်သေးတွေကိုနှစ်သိမ့်မရောက်ခင်တန်ရှင်းစီတဲ့ရှားလို့မြန်မာလူမျိုးများစုကယုံကြည်ထားကြပါရည်စန္ဒလာရှားတိပွဲတော်တွေထဲမှာအပျော်စရာကောင်းဆုံးလို့လေပြောလို့ရှားပြီးတော့ကလေးလူကြီးမျိုးပါဝင်ဆင်နွှဲတတ်ကြပါရည် ဒါပေမဲ့လည်းတကြံပွဲတော်ကာလအတွင်းမှာအပျော်ကနေပြည့်ဖြစ်သွားရတဲ့အဖြစ်ပြက်တွေလည်းများစွာရှိတတ်ပါသည်။တကြံကာလမှာအချို့တွေကရက်သေစာတောက်စားပြီးတော့ပျော့ပါးကြတဲ့တွေအခက်မသိရင်ခိုက်ပြန်ဖြစ်ပွားခဲ့ရပြီးတော့နောက်ဆုံးဒုတ်သားတွေပါလာကြရင်အသက်သေဆုံးရတဲ့အထိဖြစ်ခဲ့ရတာလည်းရှိတတ်ပါသည်။ ရှေးခင်တို့ကတော့တကြံဆိုရင်ငွေဖလားနဲ့ရေကစားတာတပြေကနဲ့သာရေပတ်တာမျိုးတော့လောက်ကြပါမိ။နောက်ပိုင်းခေတ်စနစ်တွေပြောင်းလဲလာနေများရေကစားပုံတွေကလည်းမတူကြတော့ပါဘူး။ခွက်တွေပုံတွေနဲ့ရေကစားကြသလိုအချို့နေရာတွေမှာဆိုရင်ရေပိုက်တွေမိသက်ပိုက်တွေပြင်ကားရေဆေးရမှာတုံးနေပရက်ရှာပိုက်တွေပါတုံးပြီးတော့ရေကစားကြတာတွေကိုတွေ့လာရှာပါရည်။ဒီလိုရေကစားကြရင်မလိုလားအက်တာတွေဖြစ်လာနိုင်ပါရည်။ တခါတလေမှာကလေးတွေကမသိပဲနဲ့မျက်နာကိုတည်ပြီးတော့ရှေ့ပတ်လိုက်မိတာမျိုးတွေလုပ်တတ်ကြပါရဲ့ဒါကတာမယ်လဲရှောင်းနေတဲ့သူတယောက်အတွက်တောင်မှခင်ရခက်စေတယ်လို့စိုက်ကဲဘောကသူတယောက်ကိုဒီလိုပတ်လိုက်မိတယ်ဆိုရင်တော့အက်ဆီဒန့်တွေပါဖြစ်လာနိုင်ပါရဲ့ဒီလိုဖြစ်ရမျိုးကလက်ရှိတကြံကာလအတွင်းမှာတောင်မှဖြစ်သွားခဲ့ရပါရဲ့ မဟာဒဇင်ဇနီတုံးကအေယာဝရီတိုင်းမော်လမြိုင်ကျွမျိုးကအမျိုးသမီးတူဟာစိုင်ကယ်မောင်းနေစဉ်မှာမျက်နာကိုရှေ့ပတ်ခံလိုက်ရတာကြောင့်စိုင်ကယ်ကျင်းမောင်းပြီးတော့ကားပါထပ်မံတိုက်ခတ်လိုက်ရတဲ့အတွက်နေရာမှာရင်ပွဲချင်းပြီးသိမ်းဆုံးသွားခဲ့ရပါသည်။အနီနာကသူတွေကစိတ်ယုံပိုးပိုးလုပ်ကြပေမယ့်မမီတော့ပဲစိတ်ယုံရောက်ချိန်မှာအသက်မရှိတော့ဘူးလို့သိရပါသည်။သူမမှာကိုဝင်းနလာကန်ရှိနေတယ်လို့လည်းသိရပါသည်။ ဒါအပျော်ကနေပြည့်ဖြစ်သွားရတဲ့ဖြစ်ရမျိုးဖြစ်ပြီးတော့တစံပွဲဆင်နေကြတာနဲ့ပတ်သက်ပြီးတော့စင်ကျင်စရာတဝေကယူစရာတွေလည်းအများကြီးပေးသွားခဲ့ပါတယ်တဇံရေးဆိုတာတအုပ်နဲ့တူရွှင်လဲမစီဆိုတဲ့စိတ်နဲ့ပဲပက်ချင်းရလာဖြစ်ပြီးတော့ပိုက်တွေနဲ့ဂျမ်ဘရန်ပတ်တာမျိုးတွေမျက်နှာကိုခွက်ဆောင်းခုတ်တာမျိုးတွေတဇံရေးနှစ်တာရာကိုပြက်စေနိုင်ပါတယ်ဒီလိုရေးစားတာမျိုးကိုကလေးတားမကပဲအချို့ရဲ့ဒေသတောက်စားထားတဲ့လူကြီးတွေကပါလုပ်နေတာကြောင့်စင်ကျင်ဖို့လိုအပ်နေပါတယ် မိဘတွေအနေနဲ့ကလည်းကလေးတွေကိုဒါနဲ့ပတ်သက်ပြီးအတိအပြီးပြောပြထားတင်ပါတယ်။ရှေးစားနေတဲ့ချိန်မှာဆိုရင်လေကလေးတွေကြည့်ပဲလွတ်ထားတာမျိုးမဟုတ်ဘဲနဲ့ဘေးနားကလူကြီးတူကစောင့်ကြည့်တာမျိုးလုပ်တာကတော့ကောင်းဆုံးလို့ပဲထင်ပါတယ်။ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ နောက်နေ့တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ကျောင်းရည်နဲ့တူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေးလေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့တွေ့မမေ့ကြပါနဲ့ဦးရှင်။အားပေးနာဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချစ်စီတိုင်းနှစ်သက်ခါသမျှမှာစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံပါစေကြောင်းကျမတို့ရဲ့ပေးလေးကနေပြီးတော့ဆုတောင်းမေတ္တာစကားလေးလက်ဆောင်ပါရင်လည်းဒီနေ့ဗီဒီယိုလေးကနေပြီးတော့နှုတ်ဆက်လိုက်ပါရစေ။ ောက်နေ့ဒီမှာလည်းဘလို့ចောင်းရမျိုးတွေလည်းပြန်လာအောင်လဲဆိုတာသိရဖို့အတွက်ကျမတို့ရဲ့ channel လေးကို like and follow လုပ်ပြီးတော့စောင့်ကြည့်ပေးဖို့အမေပါနေအောင်ရှင်။အာဘီနာစင်ကစားတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။